အားလုံးမင်္ဂလာပါရှင်ကျွန်တော် behavior management ကပေါ့နော် PPRT ဆိုတဲ့ Bible response trainee ဆိုတဲ့ပေါ့နော်ကျွန်တော်အဓိကကြားတဲ့ဒီအစိပ်ပိုင်းတွေကိုပေါ့နော်လေ့ကျင့်ပေးခြင်းနည်းလမ်းလေးတွေပေါ့အဲအဲ့အဲ့ကအဓိကကြားတဲ့အပိုင်းတွေကိုဒါဆောင်ရွက်စေခြင်းနည်းလမ်းကိုကျွန်တော်ဆွေးနွေးပေးနေခြင်းဖြစ်ပါတယ် PRT ရဲ့နည်းလမ်းလေးပါအဲ့ဒီမှာဆိုလို့ရှိရင်အာ မနေ့တော့ဆိုရင် VRD နဲ့ပတ်သက်ပြီးတော့ကျွန်မဆွေးနွေးသွားတဲ့အကြောင်းအရာလေးတွေဆိုရင်အဓိကကသူကဒီနေ့လဲတခြားနေ့လဲအနေနဲ့မတူတာဟာကလေးကိုယ်တိုင်ဘာလို့အောင်လို့ဆိုရင်အစာပြိုးရမယ်ကလေးကိုယ်တိုင်ရွေးချယ်ရမယ်။အဲပြီးရင်သူကခစားရင်းနဲ့တင်ယူရဲအဲ့မှာဆိုလို့ရင်အဲ့လိုမျိုးတင်ယူရင်းနဲ့ပေါ့နော်ကျမတို့အဓိကပေါ့နော် evidence based ဆိုတဲ့ပေါ့နော်တကယ်ကိုပေါ့ဒီသူ့ရဲ့ရရှိရမယ့်စွမ်းရည်တွေကိုပေါ့နော် ဟိုရရှိသွားအောင်ပေါ့ဆောင်ရွက်ပေးရမယ်ဒါဒီနီလန်လေးဖြစ်တယ် PRT PRT ရဲ့ဒါအဓိကဟိုသူရဆောင်ရွက်ချက်တရားပေါ့နော်အဲ့လိုမျိုးဆောင်ရွက်ရင်းနဲ့ပေါ့ဟိုသူကပေါ့ဒီလိုမျိုးလှုပ်ဆောင်တဲ့အခါမှာလေကလေးရဆောင်ရွက်မှုလို့လိုချင်မှုပေါ်မှာမူတည်ပြီးတော့သူကိုယ်တိုင်ရွေးချယ်ပြီးတော့ဒါတွေကိုဒီစွမ်းရည်တွေကိုရရှိစေရရှိအောင်ဆောင်ရွက်ပေးရမှာဖြစ်တယ်သူရလှုပ်ဆောင်ခြင်းနဲ့အရာလေးပေါ်မှာဥတည်ပြီးတော့မှာ ိမိကနေပြီးတော့ချင်းကပ်ပြီးတော့ဒီမိမိရရှိလို့တဲ့အပြုတ်မှုတွေကိုရရှိလာအောင်ဆောင်ရွက်ပေးရမှာဖြစ်တဲ့အဲဒီအဆင့်ကိုရောက်သွားပြီဆိုတော့ကလေးကနည်းနည်းဘယ်လိုပြောမလို့ဆိုရင်ရှေ့မှာရှိရဲ့ attention တွေရတယ်သူကောင်းသွားပြီသူကိုယ်တိုင်နဲ့လေးလာစူးစမ်းလေးလာလို့တဲ့အဲအရေးချင်းတွေရတယ်သူ့မှာတိုးတက်လာပြီအဲ့လိုအခြေအနေမျိုးဖြစ်လာတဲ့အချိန်မှာဒီက PRD ဆိုတဲ့ဒီကဒီစင်စက်အဓိကကြားတဲ့အပိုင်းတွေကိုပေါ့နော်သူ့ကိုလေ့ကျင့်ဒါသင်ကြားပေးမှာ ဒါဆိုရင်ဒီမှာရှိတဲ့ဒီကဖရာထီရဲ့အကြီးကကြတဲ့ရီမန်းချက်တွေရှိတယ်။အဲ့ဒါကကြတော့ဟိုဆက်သွယ်ရေးဆိုင်ရာကျွမ်းကျင်မှုတွေကနည်းနည်းလေးသူဟာ delay ဖြစ်နေတာကနေသူဟာပုံမှန်ကလေးလိုလိုမျိုးဖြစ်ဖို့ပေါ့နော်။စွမ်းရည်တွေကမြင့်တက်လာတဲ့အခြေအနေမျိုးတွေရောက်ရှိလာနေပြီ။အဲ့ဒီခါမှာဆက်သွယ်မှုဆိုင်ရာ communication ဘိုင်းတွေလည်းသူကျွမ်းကျင်မှုတွေရရှိခြင်းရရှိရမယ်ပေါ့နော်။ဒီကဖရာထီရဲ့ရည်ရွယ်ချက်ထဲမှာ Bible ရဲ့ဒီက အဲဒီရည်ရချက်ထဲမှာပေါ့နော် Bible Response Training လေးမှာဆိုရင်ဆက်သွယ်ရေးဆိုင်ရာကျွမ်းကျင်မှုတွေရရှိစေခြင်းနဲ့ဆိုတဲ့ချက်ကလေးတစ်ချက်ကလည်းပါဝင်ပါတယ်ရှင်အဲ့ဒါနေဆက်ပြီးတော့ဘာသာစကားကျွမ်းကျင်မှုတွေဘာသာစကားကလည်းသူပြောရလားမေကုဏဘာသာစကားဓလေးတွေကိုလည်းကျမတို့ဒီကုဏ ဘာပဲလေးတွေမှုတ်ရင်းနေပေါ့နော်အတန်တွေထွက်တက်လာအောင် ပေါ့ဟဲ့အဲ့လိုမျိုးတွေနေပေါ့နော် show and telling နေနေပေါ့နော်ဒါသူတို့တွေကိုလှုပ်ဆောင်ရင်းနေသူဘာသာစကားကျွမ်းကျင်မှုတွေဒီနေရာမှာဒီစင့်ကိုဖီအာဒီစင့်ကိုရောက်လာရင်သူကျွမ်းကျင်မှုစင့်ကိုရောက်အောင်ဒါလေ့ကျင့်သင်ကြားပေးရမှာဖြစ်ပါတယ်ရှင်နောက်ပြီးတော့လူမှုဆက်ဆံရေးတွေ social skill တွေကိုလည်းသူခွင့်ပြုအောင်ဆိုရဲပေါ့နော်ရည်မှန်းချက်ကြီး၃ခုရှိပါတယ်အနာဂတ်မှာနောက်ထပ်ကျွမ်းကျင်မှုတွေစွမ်းရည်တွေဖွံ့ဖြိုးတိုးတက်ရန်အတွက်စင်ပွားတဲရောက်လာတဲ့ပေါ့ เนาะဒီ card effect တွေရရှိလာဖို့အတွက်ပေါ့เนาะဒီပါဒီ PRT နီးလန်းနေနဲ့ဒါဆောင်ရွက်ပေးခြင်းဖြစ်တယ်လေ့ကျင့်ပေးခြင်းဖြစ်ပါတယ်သူ့ရဲ့ရည်မှန်းချက်ကြီး goal 3ခုရှိတယ်အဲဒီတော့ဆိုရင်စက်တွေဆိုင်ရာကျွမ်းကျင်မှုတွေရရှိလာအောင်ရဘာသာရေးဘာသာစကားဆိုင်ရာကျွမ်းကျင်မှုတွေရလူမှုစက်တွေဆိုင်ရာအပြုအမူတွေတိုးတက်ကောင်းမွန်လာစေရန်ဆိုရက် ရီမန်းချက်ကြီးတွေနဲ့ပေါ့နော်အဓိက fiber တွေနီးနဲ့တုံပြီးတော့ဒီစွမ်းရည်တွေရရှိလာအောင်တင် जा ပြတ်တပေးကြရမှာဖြစ်ပါတယ်ရှင်အဲ့မှာဆိုလို့ရှိရင်ကျမတို့ fiber တွေရဲ့ပြုမှုချို့ပေါ့နော်ကျွန်တော်ဆွေးနွေးပေးမှာအမျိုးမျိုးသောအချက်ပြမှုကျုတွေကတုံပြန်လာနိုင်တယ်ဥပမာပြီးခင်လုပ်တဲ့သူကဝန်းနေတယ်ဝန်းနေတဲ့ပြုမှုတွေရှိမယ်ပျော်ရွှင်တဲ့ပြုမှုတွေရှိမယ် အဲတည်တည်နေတဲ့အပြုအမူတွေရှိမယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်မိခင်ကဝမ်းနဲ့လို့ငိုးနေရင် ဒီကကလေးကဘာလုပ်လာမလို့ဆိုဒီမှာဘလို့အချက်ပြလာမလို့ဆိုမြေကြီးလာတုတ်ပေးမယ်တုတ်ပေးတက်လာပြီ။ तू तू များရဲ့ခံစားချက်ကို तू နားလဲလာပြီလေ။နားလဲလို့အော်ငါမိမြေကြီးကြားနေတာပါလား။မြေကြီးလေးသွားတုတ်ပေးတယ်။ဒီလိုဒလေးကလေးတွေကဒီလိုချင်းမျိုးရောက်ရှိလာပြီဆိုဒါ तू တော်တော်လေးကိုဖွံ့ဖြိုးလာပြီ။သူ့ရဲ့အုံနောက်ပိုင်းဆိုင်ရာတွေဟာဖွံ့ဖြိုးအင်မတန်ဖွံ့ဖြိုးတဲ့အဆင့်ကိုရောက်ရှိနိုင်ရောက်ရှိလာပြီလို့ဟို သိရှိရမှာဖြစ်ပါရဲ့ရှင်အားမျိုးပေါ့နော်မိခင်ကပျော်ရွှင်နေရဆိုရင်သူကလည်းလိုက်ပြီးတော့ပြုံးလာမယ်မိခင်ကတည်တည်နေနေရဆိုသူလည်းဟိုပေါ့နော်ဟိုစဉ်းစားရမှာလေမျက်လုံးလေးကလေးကလေးနဲ့ပေါ့နော်ဘာ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 လို့ပါလဲပေါ့ရဲ့အဲ့လိုမျိုးလေးပေါ့နော်ဒါသူတုံ့ပြန်လာတာလေဒီဟာအင်မတန်တော်တော်ဒါဒီလိုမျိုးအပြုတ်ငွေတုံ့ပြန်လာနိုင်တာကောင်းပါရဲ့ခုနကပေါ့နော်တကယ်မျက်အတန်းရှင်းရဖို့ဆိုရင်မျက်လုံးချင်းစုံကြည့်တတ်ရမယ် မျိုးလုံးချင်းမှမစုံဘူးဆိုရင်တည်တည်ကြတဲ့ attention မရှိဘူးပေါ့နော် attention ရမှလားတင်ညာတင်ရင်မူကရရှိစေမှာဟုတ်ဒါကြောင့်ဒီ attention ရရှိအောင်လေ့ကျင့်ပေးရမယ်အဲ့လိုလေ့ကျင့်ပေးရင်လည်းဒီလိုမျိုးအဆင့် ठी ပေါ့နော်အမျိုးမျိုးသောအချက်ပြမှုတွေကိုတုံ့ပြန်တဲ့အဆင့် ठी ဖွံ့ဖြိုးတိုးတက်လာစေတာဖြစ်ပါရဲ့ရှင်အဲ့ဒီမှာကလေးကတချို့ကလေးကခေါ်ရင်ပေါ့နော်လက်မကြည့်တဲ့ကလေးလေတွေ့ဘူးတယ်အဲ့ဒါတော့ပေါ့နော်ဒီလိုမျိုးကလေးတွေကိုလေ့ကျင့်ပေးရမှာပေါ့နော်ဒီတုံ့ပြန်မှုကိုလုပ်တတ် အဲဒါမျိုးကြီးအဲ့လိုမျိုးကြီးလေ့ကျင့်ပေးလိုက်လို့တုံ့ပြန်မှုတွေလုပ်တက်လာပြီးမအေးငိုရင်မျက်ရည်လေးလာတုပ်ပေးတတ်မယ်မအေးပြုံးရင်သူတို့လည်းပျော်ပျော်ရွှင်ရွှင်ပြုံးလာမယ်အဲမေးရခက်တီကြီးနေသူတို့လည်းဘာလို့လို့ရမှာမသိဘာတော့ဆိုတဲ့အတွေးလေးနဲ့ပေါ့နော်မျက်လုံးလေးကကလေးကလေးနဲ့စဉ်းစားသလိုလေးပေါ့နော်ဟဲအဲ့လိုမျိုးလေးတွေတုံ့ပြန်လာနိုင်ပါတယ်ဒါဒီပိုင်ဘိုရဲအဆင့်ကိုရောက်လို့ရှိရင်ဒီဒီလိုမျိုးနီလန်းလေးတွေဖြစ်ပေါ်လာတယ်ဒီလိုမျိုးအပြုတ်မှုလေးတွေတုံ့ပြန်လာနိုင်တယ်ဆိုတာလေးကိုဆွေးနွေးပေးခြင်းဖြစ်ပါတယ်ရှင်နောက်တစ်ခါမျက်နှာ တွေကိုကြည့်တတ်လာမယ်ခုနကပေါ့မျက်လုံးချင်းစုံမကြည့်တတ်တာအနေပြီးတော့မျက်လုံးချင်းစုံကြည့်တတ်လာမယ်မျက်နာတွေကိုအရေးကဲဖတ်တတ်လာမယ်အဖေကတော့ဒါစိတ်ဆိုးနေတာအဖေကျဉ်နေနေတာအဖေပျော်ရွှင်နေတာအမေလှုပ်ရှုပ်နေတာအမေပျော်ရွှင်နေတာအမေစိတ်မကောင်းဖြစ်နေတာဒါမျိုးတွေစသည်ဖြင့်ပေါ့နော်မျက်နာတွေကိုသူတို့ကြည့်တတ်လာမယ်နောက်တစ်ခါကို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 ပဲ intrinsic motivation တွေဖြစ်ပေါ်လာမယ်စိတ်ဆော်မှုအားကောင်းလာမယ်ဒီပိုက်ဖို့တဲ့အဆင့်ကိုရောက်လာလို့ရှိရင်လေ ။နောက်တခါသူတို့ကထပ်ခါထပ်ခါလှုပ်ဆောင်တတ်လာမယ်။ကောင်းတဲ့အပြုမူတွေကိုဒါ reinforcer တွေရရှိတာဖြစ်တဲ့အတွက်သူတို့ကဒီဒီချိန်မှာဆိုလို့ရှိရင်မဖြစ်လာလို့ဆိုရင်ဟောဒီလိုမျိုးကောင်းတဲ့အပြုမူတွေ positive behavior တွေကိုပြုမူတဲ့အခါမှာလူကြီးတွေကအတိမတ်ပြုပေးတယ်။အမေကအတိမတ်ပြုတယ်၊အဖေကအတိမတ်ပြုတယ်၊ဆရာသမားကအတိမတ်ပြုတယ်။ဒါဆိုရင်ဒီလိုမျိုးကောင်းတဲ့အပြုမူတွေကိုထပ်ခါထပ်ခါလှုပ်တတ်တဲ့အလေးထားလေးတွေရရှိလာစေမှာဖြစ်ပါရဲ့ရှင်။ ဒါဆိုရင်ဘိုင်ဘိုရဲ့အပြုအမူချို့မှာအမျိုးမျိုးသောအချက်ပြမှုတွေကို တုံ့ပြန်တတ်လာမယ်။နာမည်ခေါ်ရင်ထူးတတ်လာမယ်၊မျိုးလုံးချင်းစုံကြည့်တတ်လာမယ်၊မေအေဝမ်းနဲ့တဲ့ပြောရွှင်နဲ့စသည်ဖြင့်တို့တွေဒါတွေကိုတုံ့ပြန်တဲ့အပြုအမူတွေပြုမှုတာတတ်မယ်။ဒါတက်ကမေတ္တာတွေအရေးကဲကိုကြည့်တတ်လာမယ်။ဒါတက်ကစေစော်မှုတွေလည်းကိုယ့်ကိုယ်ကိုယ်ကိုပဲ intrinsic motivation တွေဖြစ်ပေါ်လာမယ်။ဒါတက်ကဒီကောင်းတဲ့အပြုအမူတွေလူကြီးမိဘတွေဆရာသမားတွေက ဘိုးဘိုးဘွားဘွားတွေကနှစ်သက်တဲ့အပြုမူတွေကိုထက်ကထက်ကလှုပ်တတ်တဲ့အလေးထားလေးတွေကိုလည်းဒီအဆင့်ကိုရောက်လို့ရှိရင်ဒါလှုပ်ဆောင်လှုပ်တတ်တဲ့အလေးထားလေးတွေရရှိလာစေပြီဖြစ်ပါတယ်တဲ့အဲ့ဒီကနေပြီးတော့နောက်ထပ်စွမ်းရည်တွေကဘာလို့ရှိအောင်မလို့ဆိုရင်ဒီကကျမတို့ဒီ Bible Response Training မှာဆိုလို့ရှိရင်ပေါ့နော်ဒါကြတော့ तू อ่ะဒီအဆင့်ကိုရောက်ပြီဆိုရင် तू อ่ะကျမတို့မူဂျူအဆင့်ကနေပြီးတော့အချောင်းကိုသွားတော့မယ်အဆင့်ကိုရောက်တော့မယ်အ ဘဲဆောင်ဘဲမြဖွံ့ဖြိုးတိုးတက်မှုတွေရရှိလာပြီးခုနပေါ့နော်နာမည်ခေါ်ရင်လည်းထူးတက်လာပြီးမိမိရဲ့ခံစားချက်ကိုလည်းထုတ်ပေါ်ပြောတတ်လာပြီးမိမိကိုယ်တိုင်လည်းဒါဟိုရွေးချယ်ပြီးတော့ပေါ့နော်ကစားတတ်လာပြီးဘဲလုပ်ငန်းကိုလှုပ်ဆောင်နေတယ်ဆိုတော့သူဟာသူဆုံးဖြတ်ထတာပြီးအဲဆုံးဖြတ်တတ်တဲ့အလေးထားတွေလည်းရရှိလာပြီးပေါ့နော်ဒါကြောင့်သူဟာဘဲဆောင်ဘဲမြဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်းရရှိလာစေပြီးဖြစ်တယ်တဲ့နောက်ပြီးတော့ဘာသာစကားကိုလည်းကျွန်းကျွန်းကျင်ကျင်ပေါ့မိမိခံစားနေရတာမိမိပြောလို့တာမိမိတောင်းဆိုချင်တာ မိမိမေးလို့တာဒါတွေကိုလည်းသူတို့ဘာသာစကားတွေလည်းဖွံ့ဖြိုးတိုးတက်လာပြီနောက်ပြီးတော့ပေါ့နော်လူမှုရေးဆိုင်ရာပြုမှုတွေပေါ့နော် social wellbeing တွေလည်းသူတို့မှာဒါကျွန်တော်တို့ဒီသူတို့ကိုလေ့ကျင့်ပေးလိုက်တဲ့အခါမှာဟိုတပြေးပြေးနဲ့ပေါ့နော်သူတို့တွေကအဲ ქვენ ဆက်တင် जा ခြင်းတွေလုပ်မယ် change နေလုံးမယ်ပြီးလို့ရှိရင်ဘာလို့မလို့ဆိုလို့ရှိရင်အဲ့ဒီမှာ role modeling နေလုံးမယ်တယုတ်ပြတင် modeling နေတယုတ်ပြလေ့ကျင့်ခြင်းနေတင် जा ခြင်းနေလုံးမယ်ပြီးရင် prompting နေပေးမယ်ကုညီလမ်းညွှန်မှုတွေပြီးမယ်ပြီးရင်အဲတိုက်တွန်းအားပေးမှုဆိုရ reinforcement နေပေးမယ်အဲ့လိုနဲ့ပေါ့နော်တဖြည်းဖြည်းနဲ့သူတို့တွေကဒါဒီစွမ်းရည်တွေကိုဖွံ့ဖြိုးအောင်ပြုစုလိုက်တဲ့အခါပြိုးထောင်ပေးလိုက်တဲ့အခါမှာလူမှုဆက်ဆံရေးအပြုအမူတွေပါတဖြည်းဖြည်းနဲ့ဘာဖြစ်လာမလို့ဖွံ့ဖြိုးလာစေမှာဖြစ်ပါတယ်ရှင် ။ဒါကြောင့်လူမှုဆက်ဆံရေးဆိုင်ရာအပြုအမူတွေဖွံ့ဖြိုးမှတပြေးပြေးနဲ့ဒီက generalization ဆိုရယ်ဖြန့်ကျက်တင်ကြားခြင်းတွေဖြန့်ကျက်လှုပ်ဆောင်ခြင်းတွေလှုပ်ဆောင်ရင်းနဲ့မှဒီလူမှုဆက်ဆံရေးဆိုင်ရာအပြုအမူတွေကလည်းဖွံ့ဖြိုးတိုးတက်လာစေမှာဖြစ်ပါလေရှင်။အဲ့လိုနဲ့ပေါ့နော်။တဦးနဲ့တဦးအပြန်အလှန်ဆက်သွယ်မှုတွေဆောင်ရွက်တက်လာမယ်။တဦးနဲ့တဦးပေါ့နော်အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ပြောဆိုတက်လာမယ်။အတူတူကစားတက်လာမယ်။အဲဒါမျိုးတွေကလည်းတပြေးပြေးနဲ့နောက်ထပ်စွမ်းရည်တွေပေါ့နော်။ဒီ Bible တဲ့ PRT နီးလန်းတွေကို PRTU နီးလန်းတွေပေါ့နော် Pivotal Response Training လေးကိုနေကျင်ပေးခြင်းအပြင်ဒီနောက်ထပ်ဆွဲရည်တွေဒီလိုမျိုးဖွံ့ဖြိုးတိုးတက်လာစေမှာဖြစ်ပါတယ်။ဘက်စုံဘက်မြ်ဖွံ့ဖြိုးမှုပေါ့နော်ဘက်စုံသူဟာဖွံ့ဖြိုးတိုးတက်မှုတွေရရှိလာမယ်။ဘာသာစကားတွေလည်းဘာသာစကားဆိုင်ရာဆွဲရည်တွေလည်းဖွံ့ဖြိုးတိုးတက်လာမယ်။လူမှုဆက်ဆံရေးဆိုင်ရာအပြုမှုတွေလည်းဖွံ့ဖြိုးလာမယ်။တဦးနဲ့တဦးအပြန်အလှန်ဆက်သွယ်ဆောင်ရွက်တတ်တဲ့အလေးထားလေးတွေလည်းရှိလာမယ်။ပြီးတော့ဆက်ဆံရေးကိုတည်ဆောက်တတ်လာမယ်။ ။အဲအဲ့လိုနေနေပါကျွန်တော်တို့ဒီမှာဆိုရင်သူကဒီဆရာမိခင်နဲ့ကလေးနဲ့ဒီကဖွင့်ပြရမယ့်အပြုမူတွေကိုဖွင့်ပြအောင်လေ့ကျင့်နေရင်းနဲ့တပြေးပြေးနဲ့ generalization အဆင့်ကိုသွားတဲ့အခါမှာသူကနောက်ကျတော့သူ့ကိုယ်သူ့ကိုပဲသူ့ကိုယ်တိုင်းကလေးကိုယ်တိုင်းကိုပဲဆက်ဆံရေးတွေပေါ့နော်တယောက်နဲ့တယောက်ဘယ်လိုသိမြအောင်ဘယ်လို ဟိုပြေလဲအောင်ဘလို့ဆောင်ရွက်ရမယ်ဘလို့အပေးယူရင်းနဲ့ဆောင်ရွက်လုပ်ဆောင်ရမယ်ဘလို့နီးလဲအနေနဲ့ပြောဆိုဆက်သွယ်ရမယ်စသည်ဖြင့်တို့တွေဟာဒါဆက်ဆံရေးတည်ဆောက်မှုဆိုင်ရာစွဲရည်တွေပါပါနောက်ထပ်စွဲရည်တွေဖွံ့ဖြိုးတိုးတက်လာစေမှာဖြစ်ပါလေအဲဆိုလို့ရှိရင်ကျွန်တော်တို့အဓိက Bible Response Training လေးမှာကလေးတွေကိုပေါ့နော်ခုနလိုမျိုးခွင်းဆက်တင် जा ချင်းနည်းတွေနဲ့တရုတ်ပြလေ့ကျင့်ခြင်းနည်းတွေပြီးရင်တို့ကိုကူညီလမ်းညွှန်မှုတွေပေးမယ် ိုက်တွန်းအားပေးမှုတွေလှုပ်ဆောင်ရင်းနဲ့ပေါ့နော်သူတို့ရဲ့ဖွံ့ဖြိုးရမယ့်အကြောင်းအရာတွေဟာ စနစ်တကျနဲ့တပြေးပြေးဖွံ့ဖြိုးတိုးတက်လာမယ်ဖွံ့ဖြိုးတိုးတက်လာတဲ့အခါမှာနောက်ဆက်တွဲစွမ်းရည်တွေပေါ့နော်ဘဲဆုံဘဲမြစွမ်းရည်တွေဘာသာစကားဆိုင်ရာစွမ်းရည်တွေလူမှုဆက်ဆံရေးဆိုင်ရာစွမ်းရည်တွေနောက်တော့ကွန်တူးနဲ့တူးပေါ့နော်ဒါပေါင်းသစ်ဆက်ဆံရေးဆိုင်ရာစွမ်းရည်တွေပါတစင်ချင်းတစင်ချင်းဖွံ့ဖြိုးလာစေမှာဖြစ်ပါရဲ့ဒီလိုမျိုးဖွံ့ဖြိုးလာအောင်လေကျွားတို့အစာပိုင်းငရေကပေါ့နော်စိတ်ရှည်ရှည်နဲ့အဲစိတ်ရှည်စွာနဲ့ပေါ့နော်ဒါနှိမ့်စင်မပြတ်လေ့ကျင့်သင်ကြားပေးခြင်းအပြင် အဲတဆင်ချင်းတဆင်ချင်းပေါ့နော်သူတို့ရဲ့ခွင့်ပြုရမယ်အပြုအမူတွေစွမ်းရည်တွေကတပြေးပြေးနဲ့ပေါ့နော်ကိုကျမဆွေးနွေးပေးသွားတာဟာပထမအစတော့ကတော့ကလေးလေးရမျက်လုံးချင်းတောင်စုံမကြည့်တတ်ကအဆင်ကနေပြီးတော့နာမည်ခေါ်ရင်လက်မကြည့်တတ်ကနေအဆင်ကနေပြီးတော့တကယ်ကိုပဲပေါ့နော်လူမှုပတ်ဝန်းကျင်မှာရှိတဲ့လူတွေနဲ့လူမှုဆက်ဆံရေးဆက်ဆံရေးစွမ်းရည်တွေနောက်တကမိမိကဒီစွမ်းရည်ကိုရရှိဖို့အတွက် ဘလို့ကစားဘလို့နီးတွေကိုဘလို့ပုံစံတွေကိုသူရွေးချင်မယ်ဆိုတော့သူကိုယ်တိုင်ရွေးချင်နိုင်တဲ့အဆင့်တီကိုရောက်ရှိသွားပြီနောက်ပြီးတော့ပေါ့နော်ဒီလိုမျိုးဆောင်ရွက်ရတာတွေကိုသူ့ရဲ့ intrinsic motivation နေနဲ့မိမိအတွင်းထဲရလာတဲ့စိတ်စော်မှုတွေနဲ့ဆောင်ရွက်တတ်တဲ့အလေးအချင်လေးတွေအလေးထားလေးတွေဖြစ်အောင်ထိပေါ့နော်အသေးစိတ်အသေးစိတ်တစင်ချင်းစီတစင်ချင်းစီတိုင်းကို စိတ်ရှည်စွာနဲ့ပေါ့နော်နှိမ့်စင်မပြတ်လေ့ကျင့်ပေးခြင်းအဖြစ် ဒီလိုမျိုးဖွံ့ဖြိုးတိုးတက်မှုတွေကိုရရှိလာစေမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မဆွေးနွေးပေးရင်းနဲ့ပေါ့နော်ကျွန်မရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုဒီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်